အလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဘွေလေးမှာတော့ attempt data freedom link ပြောပြတော့မယ်ကဲဆိုတော့ဒီနီလန်းလေးကတော့ကျွန်တော် attempt data အများကြီးရမှာတော့မဟုတ်ဘူးနည်းနည်းပဲရမှာဖြစ်တယ်ဒါပေမဲ့ဒီကျွန်တော်ဒီနီလန်းလေးကတော့ကျွန်တော်ဘေးလုံးကဘေးဖြည့်ဖို့အတွက်လုံးဝခက်ခဲဖြစ်နေတဲ့တွေ့တွေကတော့အဆင်ပြေနေမှာဖြစ်တယ်ကဲဆိုတော့ကျွန်တော်ဒီလိုက်ကြည့်လိုက်အောင်ပရမောက်ဆုံးအနေနဲ့ကျွန်တော်တို့ attempt data freedom mode အတွက်ဆိုရင်ကျွန်တော် play store ထဲဝင်လိုက်မယ် ပြီးရင်ဒီမှာကျွန်တော် Adam Store app ကို download ဆွဲမယ်ဒီမှာဒီ Adam Store ဆိုပြီးတော့ရိုက်ချလိုက်မယ်ပြီးရင်ဒီမှာကျွန်တော်ဒီ Adam Store app ကို download ဆွဲထားလိုက်မယ်ဆွဲထားလိုက်ပြီးရင်ကျွန်တော်တို့အကောင့်ထဲကိုဝင်လိုက်မယ်ကျွန်တော်အကောင့်ထဲဝင်တာတွေကတော့ကျွန်တော်မပြတော့ဘူးဒီတိုင်းဖုန်းနံပါတ်နဲ့ကုတ်ချောက်လုံးတောင်းပြီးတော့ကျွန်တော်အကောင့်ထဲဝင်လိုက်မယ်ဝင်ပြီးပြီဆိုရင်ကျွန်တော်တို့အကောင့်ထဲကိုနေ့စဉ်ဝင်ရမှာဖြစ်တယ်ဆိုတော့နေ့စဉ်ဝင်ရင်ကျွန်တော်ဘယ်လိုဖြစ်မလဲဆိုတာကိုကျွန်တော်ပြပေးမယ် ဆိုတော့ဒီမှာကျွန်တော်တို့အကောင့်ထဲကိုဝင်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီလိုလေးဖြစ်လာလိမ့်မယ်ကျွန်တော်တို့ဒီမှာ point လက်ဆောင်ရမယ်ဒီမှာကျွန်တော်တို့10 point လက်ဆောင်ရရှိပါသည် point လက်ဆောင်ရရန်ဆိုပြီးတော့ဒီမှာ claim down ဆိုတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ဒီလိုလေးပြလိမ့်မယ်ကဲဆိုတော့ကျွန်တော်တို့ကဒီ claim down လေးကိုဒီပန်းအောင်လေးကိုနှိပ်ရမယ်အဲဒီတော့ပန်းအောင်လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုရင်ဒီကျွန်တော်တို့ဒီနေရာလေးကိုရောက်သွားလိမ့်မယ်ဒီနေရာလေးရောက်သွားရင်ဒီမှာကျွန်တော်တို့ပြောင်းလေးနဲ့ claim ဆိုတာလေးကိုရှိတယ် ိုတော့ကျွန်တော်တို့ဒီ claim ဆိုတာလေးကိုတစ်ချက်ဆက်ပြီးတော့နှိပ်လိုက်မယ်နှိပ်လိုက်ရင်တို့ကဒီလိုလေး success ဆိုပြီးတော့ပြသွားမယ်ဒါဆိုရင်ကျွန်တော်တို့ okay ကိုနှိပ်လိုက်မယ် okay ဟုတ်ကျွန်တော်တို့ okay ကိုဒီကျွန်တော်တို့ success ဆိုပြီးပြသွားမယ်ဒါဆိုရင်ကျွန်တော်တို့ okay okay ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ရပြီဒါဆိုရင်ကျွန်တော်တို့ကတရက်ကိုကျွန်တော်ဒီနီးတိုင်းနဲ့ပဲကျွန်တော်ကဒီကျွန်တော်ရဲ့ဒီ attempt store application နဲ့ကိုနေ့စဉ်ဝင်ရမယ်တရက်ကိုတစ်ချိန်ဝင်ရမယ် ဒါဆိုရင်ကျွန်တော်တို့ကတရက်ကိုပိုင်50ရမယ်တရက်ကိုပိုင်50ကျွန်တော်နှစ်ရက်ဆိုရင်ပိုင်100ရမယ်ဆိုတော့ကျွန်တော်တို့ဒီ point လေးတွေနဲ့ဘယ်လိုလဲတောင်းရမလဲဆိုတာလေးကိုကျွန်တော်တွားကြည့်လိုက်ရအောင်ဆိုတော့ဒီမှာကျွန်တော်ဒီကျွန်တော် attempt store ဝင်မယ်ပြီးရင်ဒီမှာ point နဲ့ကိုကျွန်တော်ဝင်လိုက်မယ် ပိုင်နဲ့ဝင်မယ်ဝင်ပြီးကျွန်တော်တို့ဆွဲချလိုက်မယ်ဆွဲချလိုက်ရင်ဒီမှာကျွန်တော်တို့ပိုင်လေးတွေနဲ့ဒီတာလေးနဲ့လှည့်လို့ရတဲ့နေရာလေးရှိတယ်ဒီမှာ then reward ဆိုတဲ့အထက်မှာဆိုတော့ကျွန်တော်တို့ကဒီမှာကြည့်လိုက်မယ်ဒီမှာကျွန်တော်69 point ကို data 100 megabyte ရတယ်ပြီးတော့ဒီမှာကျွန်တော်169 point ကို300 megabyte ရတယ်499 point ကို900 megabyte ရတယ်ဆိုတော့ကျွန်တော်တို့ကဒီမှာအစင်ပြေတယ်လို့ကျွန်တော်တို့ကနေစဉ် point လေးတွေလဲပြီးတော့ point လေးတွေကို free ဝင်ယူပြီးတော့ဒီမှာအဆင်ပြေတဲ့ကျွန်တော်တို့ကြိုက်ရာလေးကိုကျွန်တော်ဒီမှာ point လေးနဲ့လှည့်လို့ရတယ်ပြန်ဆိုတော့ကျွန်တော်တို့တရကို50ရမယ်ကျွန်တော်နှေးကို100ရရမယ်နှေးကို100ရရမယ်ဆိုတော့ဒီမှာကျွန်တော်တို့နှေးရရောက်ရင်ဒီမှာ100 megabyte ကျွန်တော်69 point နဲ့100 megabyte လှည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကတရကို50 megabyte free ရမယ်ဆိုတော့ကျွန်တော်ဒီလိုလေးဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့က200အထိဆိုရင်၄ရက်ကိုထားလိုက်မယ် ကျွန်တော်တို့က၄ရက်ကို free ကျွန်တော် adam store ထဲဝင်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ဒီမှာ199ပိုင်းနဲ့ data 300 MB လှည့်လိုက်မယ်ဆိုရင်ကျွန်တော်က၄ရက်ကို300 MB ရမယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကမစိုးဘူးမစိုးဘူးပြောလို့ရတယ်ဒီလိုပဲကျွန်တော်တို့ကဒီမှာဆိုရင် point 900ဆိုရင်ကျွန်တော်က10ရက်ဝင်ရမယ်10ရက်ကိုကျွန်တော်တို့ကဒီမှာ data 900 MB ရတယ်ဆိုတော့ဒါလေးဆိုရင်လည်းကျွန်တော်တို့မစိုးဘူးဒီလိုလေးစုစုပြီးတော့လှည့်လို့ရတယ် ကဲဆိုတော့ကျွန်တော်တို့ဒီနီလန်းလေးနဲ့ပဲကျွန်တော်တို့အတန် data ကို free download လုပ်ရပါတယ်ဒီနီလန်းလေးကတော့အများကြီးတော့မဟုတ်ဘူးအများကြီးမဟုတ်ပေမဲ့ကျွန်တော်တို့လုံးဝကိုမရှိတဲ့သူတွေကလည်းလုံးဝကိုအဆင်ပြေတယ်ကဲဆိုတော့ဒီလောက်ဆိုရင်အားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်ကျွန်တော်ခုပြပြပေးထားတဲ့လေးကတော့အတန် temp sim ကတော့နဲ့သူတွေအတွက် temp data ကို free ဘယ်လိုသုံးရမလဲဆိုတာလေးကိုကျွန်တော်ပြပြပေးထားဖြစ်တယ် ဲဆိုတော့အားလုံးပဲလိုက်လုပ်ကြည့်ကြပါလို့ကျွန်တော်တိုက်တွန်းလိုက်ပါတယ်အားလုံးပဲစင်ပြေကြပါစေ